အားလုံးပဲမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားစရာနှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတင်နိုင်သိရှိနိုင်အောင်လည်းဘေးနားအနုတီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။နှက်ကလေးတွေရဲ့စောင်းရသည်တနေ့တော့အခါတောင်းရင်မှာနှက်ကလေးတွေဆိုပြီးမနက်စောစောစကားဝိုင်းဖွဲ့ပြောနေခဲ့ကြပါဘူး။ဂျာတီတို့ကတနေ့တနေ့ပို့ပို့အေးလာသလိုပဲနော်တငယ်ချင်းတို့ ငါတို့အစာကျူရှာထားကြမှနဲ့တူတယ်။အဲဒီချိန်ကျက်တူတွေကဝင်ပြောလိုက်ပါ။ကာလူရဲ့နင့်ချီတော်တန်ရာရထားတာမလား။အစာဘလို့ရှာမလဲတငယ်ချင်း။ဟုတ်တယ်ကျက်တူရေရေငါချီတော်တန်ရာတော်တော်များတယ်။ပြီးတော့အခုထိလည်းမတက်တာသေးဘူး။နားလဲနားတယ်။ငါလည်းဘလို့လုံးရမလဲမသိတော့ပါဟာ။ငါအစာလက်လာပဲသွားပေးရလိမ့်မယ်ထင်တယ်။နင်တို့တို့လည်းနင်တို့နဲ့အတူတူခေါ်သွားပေးပါလိုက်။ပြတော့သူတို့အားလုံးစုပြီးလှလကိုခေါ်ဖို့သွားကြပါလှလကတော့ဇိမ်းနဲ့နေဘူးထဲမှာလှုံနေခဲ့ပါ යි လှလအစာရှာဖို့ငါတို့နဲ့တူတူတော်ရဲလိုက်ခဲ့ပါလားနေ့ယောက်ျားခြေထောက်မှာတန်ရာရထားတော့အစာမရှာနိုင်ဘူးလေခြေထောက်မှာတန်ရာရရုံလေးပဲကိုအသက်ထွက်သွားမှာမဟုတ်တာဘာပဲဖြစ်ဖြစ်ငါတို့အစာသွားမရှာပြီးနိုင်နေမပူတာဘလောက်ကြာပြီလဲဒီနေ့မှဂျိန်းနဲ့နေပူစာနှုံလို့ရတာနေမဲငါ့အတွက်ရော အစာသွားရှာပြီးခဲ့စမ်းမှာကလူရဲ့လှလအဲ့လိုပြောပြီးတော့ပြန်အိတ်သွားပိုင်းလှလရဲ့နေ့ယောက်ျားခြေထောက်နာနေလို့လေသူ့အဝေးကြီးမပြန်နိုင်တော့ရပါရဲ့စားကလေးရဲ့ထားလိုက်ပါတော့ ငါပဲနင်တို့နဲ့လိုက်ခဲ့တော့မယ်သူတို့အဲလိုပြောပြီးတောရဲကိုအစာရှာဖို့ထွက်သွားကြပါတယ်ကာလူရေမြင်မြန်လာလေကာလူကပြင်ပန်းပြီးတိတ်ကိုင်းတိတ်ကိုင်းမှနားလိုက်ပါတယ်ပြီးတော့စာကလေးကလာပြောပါတယ်ကာလူရေနင်ငါတို့နဲ့ဆက်မလိုက်ပါနဲ့လားနေ့ချတာပုံဆိုးလာမှဆိုလို့ပြောတာပါအိမ်ပြန်လိုက်နော်ငါတို့နေ့အတွက်ပါအစာသေးခဲ့ပါမယ်ကျေးဇူးတင်ပါတယ်စာကလေးရေနင်ကတကယ်သဘောကောက်တာပဲလှလာတော့မပြောချင်တော့ပါဘူးရပါရဲ့ကာလူရဲ့ အမှန်တော့လလငါတို့နဲ့လိုက်ခဲ့တင်လားနင်းချီတော်တန်ရရထသိရဲ့သားနဲ့ဒီလောက်လေးတော့နားမလဲပေဘူး तू ကကာလူပြန်လာတဲ့အခါလလနဲ့တွေ့ပါရင် လလဟဲကာလူဘယ်လိုလုပ်ဒီလောက်မြင်မြန်ပြန်ရောက်လာလဲအစာရောမယူခဲ့ဘူးလားငါချီတော့နာလာလို့ငါတော်ရတီမလိုက်သွားနိုင်လိုက်ဘူးလလနင်ဒီနာတော့ဝိုက်မှာပဲတတိတခုခုလိုက်ရှာပြီးစားထားနှစ်လိုက်ပါလားလလမဟုတ်ရင်ဗိုက်စာနေလိမ့်မယ်ငါအတွက်တော့အစာလေးကတခုခုယူလာခဲ့လိမ့်မယ်လလကကာလူရဲ့စကားနားမထောင်မင်း ပြန်အိတ်သွားပါ යි ညနေကျတော့ကာလူကလလရဲ့အိမ်ကိုသွားလိုက်ပါ යි ကာလူရဲ့ဒီနေ့ကတော့ပန်းသီးနှလုံးမဲရခဲ့တလုံးနေယူလိုက်ပါကာလူကလည်းဗိုက်စာနေရနဲ့အဲ့ဒီပန်းသီးကို အပြန်လမ်းမှာတင်လာပြီးတော့စားလိုက်ပါ යි ဒီနေ့တော့ဗိုက်တင်းအောင်စားလိုက်ရပြီးစာကလေးကိုကျေးဇူးတင်ရမယ်သူတာငါ့အတွက်မယူလာပြီးငါအငတ်ပဲနေရမှာပြီးတော့ကာလူလည်းအိမ်ပြန်လာပြီးအိတ်သွားပါ යි အချိန်နှဲငယ်ကြတဲ့အခါလလာကနိုးလာပါ යි သူမဟာဘိုင်ရန်စာလို့စမ်အိတ်နိုင်တော့ပါဘုရားကြီးဘိုက်စာလိုက်တာဘာလို့ရမှမသိတော့ဘူးအိမ်မှာလည်းဘာမှစားစရာမရှိဘူးကာလူကတော့ဘိုက်တင်းလို့စိမ့်နေအိတ်နေပြီဒီနေ့တော့ကိုရန်အစာရှာမနေတော့ပါဘူးသူများစရာပဲတောင်းစားလိုက်တော့မယ်လလဟာအစာကြိုရှာထားခြင်းမရှိဘဲစောင်းလေအေးတဲ့ပြန်ပြီး သူများအိမ်ကိုအစာသွားတောင်းမိုင်းကျက်တူရွေးရဲ့ကျက်တူရွေးတကားလေးဖွင့်ပေးပါအောင်ကွယ်ငါရမ်းအေးနေပြီပြီးတော့ဘိုင်လည်းရမ်းစာနေပြီ လှလကိုငါတို့သွားခေါ်ရတော့မလိုက်ပဲစိန်ခံနေပြီးတော့ဟွန်းတကားလည်းဖွင့်ပေးမနေပါဘူးဒီလိုနဲ့လှလကတအိမ်မီတအိမ်အစာလိုက်တောင်းမာတော့တယ်ဒါပေမဲ့သူ့ကိုဘသူမှ တကားမဖွင့်ပေးပါဘူးနောက်ဆုံးတော့သူကစာကလေးရဲ့အိမ်ရှိကိုရှောက်သွားပါတယ်စာကလေးရဲ့တကားလေးဖွင့်မအောင်စာကလေးအော်လှလအပြင်မှာအရင်အေးရလေအရင်အိမ်ထဲဝင်မအောင်ပြီးတော့စာကလေးကသူ့ကိုအိမ်ထဲကိုခေါ်လာပါတယ်ပြီးတော့အစာတစ်ထည်လင်းခြုံပေးလိုက်ပါတယ်ငါဘယ်ရန်စာနေလို့ပါစာကလေးရဲ့ ငါတော်ရရဲ့ငှက်တွေအားလုံးစီအကူညီလိုက်တောင်းကြည့်ရယ်။ဒါပေမဲ့ငါ့ဟောဘသူမှမကူညီပေးဘူး။တကားတော့မဖွင့်ပေးကြအောင်။ဆက်ကလေးနင်ကတကယ်စိတ်ရမ်းကောင်းတာပဲ။နင်တယောက်ပဲငါ့ကိုကူညီပေးခဲ့တာ။ဟုတ်ပါပြီလက်လာရယ်။နင်အခုစောင့်တိချချုံပြီးနွေနွေထွေးထွေးထိုင်နေရော။ငါနေ့အတွက်စားစရာတကူကိုစီစဉ်လိုက်မယ်။အမှန်တိုင်းပြောရရင်ငါစီမှာလည်းဘာမှမရှိတော့ဘူး။တက်သေးတွေအချောက်ခံထားတော့ကြံ့အောင်မယ်ထင်တယ်။အဲ့ဒါနဲ့စွပ်ပြုတ်လုပ်ပေးမယ်လေ။နင်ခဏလောက်စားအောင်နော်။ခဏကြာမှာတော့ဇာကလေးကတက်သေးချောက်တွေနဲ့ စုပ်ပြုတ်ကောင်းကောင်းလေးတစ်ခွက်လှုပ်ပြီးလလအတွက်ယူလာပေးလိုက်ပိုင် ပြီးတော့လလကိုစားစီပိုင်လလကလည်းဘိုင်အရန်စာနေရဲ့အတွက်ကြောင့်စုပ်ပြုတ်ကိုအဝတောက်လိုက်ပိုင်လလဟာစုပ်ပြုတ်တောက်ပြီးရနဲ့စာကလေးကိုပြောင်းလိုက်ပိုင်စာကလေးရဲ့နေရတကယ်ညံလဲကောင်းပြီးအမျော်မြန်လဲရှိရပဲစိတ်ရင်းလဲကောင်းတယ်အရေးချင်းလဲရှိရဲ့သူများကိုလည်းကုညီတတဲ့တကယ်ငါထက်အများကြီးတာပါရဲ့ငါကတာဖာအလုံးမမလုပ်ပဲအပြင်ကြည့်ပြီးတနေကုန်အိတ်နေရနောက်နေရစားပြီးငါလည်းတကယ်အလုပ်စူးစမ်းတော့မင်း လက်လဟာသူ့လောက်ရက်တွေအတွက်တကယ်ကိုနောင်တရသွားခဲ့ပိုင်။ပြီးတော့သူ့ယောက်ျားကလူးကိုလည်းသွားပြီးတော့တောင်းပန်ခဲ့ပိုင်။အဲဒီနောက်ပိုင်းမှာတော့လက်လလေးအပြင်းမကြီးလောဘမကြီးတော့ပဲအလုပ်ကျိုးစားလာခဲ့ပြီးသူနဲ့ကလူးနှစ်ယောက်လုံးဟာကန်းကောက်မမွန်နဲ့ပျပျော်ရွှင်ရွှင်နေထိုင်သွားကြပိုင်။ဒီနေ့မှာတော့ဒေါ်ရဲမှာရှိတဲ့စာကလေးဘဝရဲ့ဦးလေးဟာအကောင်ပေါက်ဖို့ရှာဟာတပြေးပြေးနီးလာခဲ့ပိုင်။ဘဝကသူ့ရဲ့ယောက်ျားပြောလိုက်ပိုင်။ယောက်ျားရဲ့ရာသီဥတော်တနေ့တနေ့ပူအီးလာရင်နော် ီလိုလုပ်ပါလားငါအတွက်တောင်းရရနေတိတ်ကိုင်းချောင်းလေးပဲစုပေးပါလားဟင်အဲ့ဒါဆိုငါတို့ကလေးလေးအပြင်ထွက်လာရင်လေသူ့ကိုနည်းနည်းထူထူထားလို့ရပြီလေပြီးရင်တိတ်ကိုင်းချောင်းတွေကျုပ်စုထားရတဲ့အတွက်ကြောင့်ငါတို့အပြင်လည်းထပ်ထွက်စရာမလိုတော့ဘူးအဲ့ဒါကြောင့်ငါတို့နှစ်ယောက်စလုံးကလေးနားမှာလည်းအချိန်ပြည့်နေပြီးလို့ရပြီကလေးကိုတယောက်တည်းထားခဲ့ရမှာစိတ်ပူစရာမလိုတော့ဘူးလေနော်ဟုတ်တယ်မိမနင်ပြောတာမှန်တယ်အခုအပြင်မှာအေးရလေမိမရေတော်တော်အိမ်ထဲမှာနင်းနွေထွေထွေသွားနေပြီးတော့ကလေးကိုလည်းခရုစားအောင်သူ့ကိုလည်းနင်းနွေထွေထွေထားတော့မိမ ကိုတော်ရဲကိုတစ်ကိုင်းချောက်သွားစုပြီးမြမြပြန်လာခဲ့မယ်နော်ဘဝရဲ့ယောက်ျားကတော်ရဲကို ထင်းရှားသွားတဲ့အခါလမ်းမှာမုတ်ဆိုးတစ်ကောင်ရဲ့ထောင်ချောက်တွေမိသွားပါတယ်ဖခင်ကြီးဒါပါဖြစ်သွားလဲကွာဒီနေ့မှဘာလို့လဲဘာလို့ငါ့ကြမှာဒီလိုဖြစ်ရလဲဒီနေ့ငါကလေးပောက်တော့မှာကွာဒုက္ခပါပဲမိမစီလည်းပြန်သွားရမှာဖြစ်မှာလေသူအေးအေးတဲ့စောင့်နေမှာပေါ့ထင်းမရှိရင်ကလေးလည်းအင်းနေမှာပဲယောက်ျားကဘာလို့ခုထိပြန်မလာသေးရလဲမသိဘူးငါဘာလို့ရမလဲ ့ကိုလိုက်ရှာတင်လာမသိတော့ဘူး။ဦးရဲကပောက်ခါနီကလေးကိုလည်းထားခဲ့လို့မဖြစ်ပြန်။ငါဘာလုပ်ရမလဲ။စားကလေးဟာပြားများနေတဲ့အချိန်မှာပဲသူ့ကလေးလေးဟာအကောင်ပေါက်လာခဲ့ပါရဲ့။စားကလေးပေါက်စားလေးဟာအရန်ကိုချစ်ဖို့ကောင်းပါရဲ့။မမေဖဖေရောဟင်တမီးဖဖေရောဖဖေကိုလည်းမတွေ့ဘူး။ဒီမှာအရန်အေးနေရောတမီးရဲ့ဖေဖေကတမီးတွံပြီးပို့လို့ရတော်ရဲကိုတစ်ကိုင်းချောက်တွေသွားရှာနေရပါမိတမီးလေးဒါပေမဲ့ဖေဖေကခုတိဘာလို့ပြန်မရောက်သေးရလဲမသိဘူးကွယ် အခြားတစ်ဖက်မှာတော့ပေါ့ဆာလီရဲ့ဖေဖေဟာမုံဆိုးကြီးရဲ့ဖန်းစီချင်းခံလိုက်ရပါတယ်။ဒါကိုကြက်တူတွေကတွေ့သွားခဲ့ပါတယ်။ဟဲ့တော့ဒါအစာကလေးရဲ့ယောက်ျားပဲ။ငါစာကလေးကိုဒီเจ้าမြင်မြန်သွားပြောပြမှဖြစ်မယ်။ပြီးတော့ကြက်တူတွေကစာကလေးတို့အိမ်ကိုလှည့်မြန်စွာ ပြန်တန်းသွားပါတယ်။ခဏကြာမှတော့ကြက်တူတွေဟာစာကလေးစီကိုရောက်လာပါတယ်။စာကလေးစာကလေးရေလောက်ပါအောင်မြင်မြန်နေယောက်ျားမုံဆိုးကြီးတယောက်ဖမ်းသွားတာတော်ရင်မှငါတွေ့ခဲ့တယ်။ဖခင်ရေဒါဘလို့ဖြစ်ရလဲ။ ယောက်ျားဘယ်လိုသွားခဲ့ရပါမလဲကလေးကလည်းအခုမှပောက်ခါစားပဲရှိသေးတယ်။ငါဘာလုပ်ရမလဲစစ်တူရွေးရဲ့ငါတကယ်ဘာလုပ်ရတော့မလဲစိတ်မပူပါနဲ့စားကလေးငါအခုတော့ရဲကိုပြန်သွားပြီးငှက်တွေအလုံးအကျိုးကြောင့်ပြပြလိုက်ပြီးတော့အခုညီတောင်းမယ်ငါတို့နှစ်ယောက်ကြာရှောင်းကဲပေးပါမယ်အရင်မစိုးရင်မှနဲ့နင်ငါတို့အမြဲကူညီပေးခဲ့တယ်ဒီနေ့တော့ငါတို့ကျေးဇူးဆက်ရမယ်အလှည့်ပဲစစ်တူရွေးကအဲလိုပြောပြီးတော့သူပြောတဲ့အတိုင်းရှောင်းလုပ်ပေးခဲ့ပါတခြားသောကြီးငှက်တွေလည်း စ်တူတွေကူညီပေးခဲ့ကြပါနောက်ဆုံးတော့သူတို့ရဲ့စည်းလုံးမှုကြောင့်ဘဝရဲ့ယောက်ျားရအောင်ကယ်လာနိုင်ခဲ့ပါဘဝရဲ့ယောက်ျားဟာလည်းသူ့ကလေးနဲ့တွေ့ခွင့်ပြန်ရသွားခဲ့ပါသူတို့မိသားစု300လုံးအရန်ကိုပျော်ရွှင်ခဲ့ကြပြီးသူတို့ကိုကူညီပေးခဲ့တဲ့ကျင်းငက်တွေကိုကျေးဇူးတင်မဆောင်ဖြစ်ခဲ့ကြရပါတယ်။ဒီပုံမြင်လေးကနေကျမတို့ရခဲ့တဲ့သင်ခန်းစာကတော့ ကိုကသာလူတိုင်းအပေါ်စိတ်ရင်းစေတနာနဲ့ဆက်ဆံမေးဆိုရင်ကိုကူညီလိုအပ်တဲ့အချိန်မှာလဲကိုရဲ့စေတနာပြန်ပြီးတော့အကျိုးပေးမှာပဲဖြစ်ပါတယ်။ပြေးတဲ့ငှက်အဖိုးအိုလေးများဟဲ့အဖိုးကြီးအပြေထွက်ခဲ့သံအကိုသိမ်းခဲ့တဲ့ဆရာကြီးတော့ဒီလောက်ညရင်မိုးရေရွာနေတဲ့အချိန်ဒီ ਉਹ ဘာလာလောက်ကြရလဲနောက်ပြီးအကိုတို့နဲ့အတူဘာလာလာဘသူတွေလဲသူတို့ကဒီအင်းရဲ့အင်္ဂါအစ်တွေပဲကဲမြမြငါအင်ကိုရှင်းတော့ရန်ဘူတောင်းလေးရဲ့နည်းနည်းဝေးဝေးမှာဆာဟာရာလို့ခေါ်တဲ့တောင်းလေးရှိပါတယ် အဲ့ဒီတော့တဲမှာတိတ်ငက်တကောင်ကသစ်ပင်ကြီးတစ်ပင်ပေါ်မှာအိမ်တွေအများကြီးစောက်ပြီးအင်္ဂါထားလေးရှိပါတယ်။ကဲဒီနေ့ကတရက်နေ့ဆိုတော့အင်္ဂါတွေစီသွားပြီးအင်္ဂါကသွားကောက်လာအောင်မယ်။တိတ်ငက်လည်းသစ်ပင်တော်ရောက်လာပါတယ်။အင်အားပိုကြည့်ပြီးပုံပြင်စင်ထားလေးအင်္ဂါခါလေးဈေးကြည့်နေပေါ့။သစ်ပင်ပေါ်မှာအိမ်အကြီးကြီးတစ်လုံးရှိပါတယ်။အဲ့ဒီအိမ်မှာနိုင်ငံသားသားငှက်ကသူ့မိသားစုနဲ့အတူနေထိုင်ပါတယ်။တိုင်းငှက်ကလည်းအရင်ဆုံးအဲ့ဒီအိမ်ရှိကိုသွားလိုက်ပါတယ်။ပြီးတော့အိမ်တစ်ခေါက်ခောက်လိုက်ပါတယ်။ နိုင်ငံသားသားငှက်ကလည်းအိမ်ပြုံထွက်လာပါ යි အကိုသိငဲ့ကြီးအကိုနီကောင်းလားရော့ဒီမှာတလားအတွက်အင်ငှားကပါဟိုးဟိုးဟိုးအကိုနဲ့ပတ်သက်ပြီးကျွန်တော်ဒီတခုတော့အကြိုက်ဆုံးပဲဒီသစ်ပင်ဘွားရှိသမျှအိမ်တွေထဲမှာအကိုရဲ့အင်ငှားကဈေးကြီးဆုံးပဲတိုင်းမဲ့အကိုကလာတိုင်းလစားမှန်မှန်ပြီးတယ်တခြားတစ်ဖက်ကဖိုးဖိုးကြီးနဲ့အဖွားကြီးဟိုးအောက်ကအိမ်မနေရဲ့ဒီနေ့ဆိုလစားမရ6လတောင်ရှိပြီကျွန်တော်တို့စီအင်္ဂါခသွားတောင်းတိုင်းသူတို့နှစ်ယောက်ထဲကတယောက်က အမြင်နေမကောင်းဖြစ်နေရ။နောက်ပြီးသူတို့မောင်းထုတ်ပြန်လဲ။အဲ့အိမ်အစုပ်ပြက်ကိုလာငှားမဲ့သူလည်းရှိမှာမဟုတ်ဘူး။အဲ့အရာတော့ကျွန်တော်မသိဘူး။ဖြစ်နိုင်သမျှအမြန်ဆုံးသူတို့အိမ်ကနေမောင်းထုတ်လိုက်တော့သူတို့နေရာကကျွန်တော်တို့ဘာနေမကောင်းဖြစ်နေရောမယ်။ဟုတ်တယ်ဟုတ်တယ်အကိုသိငယ်။ကျမတို့မှာကလေးငယ်ငယ်လေးတွေလည်းရှိသေးတယ်။ကျမတို့ကလေးတွေအတွက်လည်းထည့်စင်းသားရမယ်။သူတို့ရဲ့ယောဂါတွေကျမကလေးတွေစီကူးသွားရင်ဘယ်လိုလုပ်ရမလဲ။ငါသူတို့ကိုအခုအိမ်ကနေမောင်းထုတ်လိုက် ငါရဲ့အင်္ဂါက6လစာရတော့မှာမဟုတ်ဘူးပြီးငါအင်္ဂါလည်းလွတ်နေလိမ့်မယ်အခုထိလည်းငါအင်္ဂါတင်မရသေးဘူးငါခုသွားကြည့်လိုက်အောင်မေဒီနေ့ငါလစာရရင်ရမဟုတ်လို့တော့အင်္ဂါအတိရရင်နေကြရင်တော့လစာရမရငါတို့အင်္ဂါနေမောင်းထုတ်ပြစ်မယ်အဲ့လိုပြောပြီးတော့တိုင်းကက်ကလည်းထွက်သွားပါတိုင်းအင်စီသွားပြီးလစာတွေအကောင်လုံးကောက်လိုက်ပါနောက်ဆုံးတော့တိုင်းကက်ကအောက်ဆုံးရဲ့အင်စီကိုရှောက်လာပါအဲ့ဒီအိမ်မှာအဖိုးကြီးတို့မိသားစုနေပါဟဲ့အဖိုးအပြင်ထွက်လာခဲ့စမ်း ငါ့အင်္ဂါကငါ့ကိုလာပြီဒီနေ့ဆိုရင်ငါ့ကိုလာစားမပေးရ6လရှိပြီနေငါ့အင်္ဂါကအခုပေးပြီမပေးလို့တော့နေငါ့အိမ်ပေါ်နေဆင်းသွားတော့အခုတိတ်ငယ်ကြီးကျွန်တော်မိမနေမကောင်းဖြစ်နေရကြပါပြီအဲ့ဒါကြောင့်ကျွန်တော်ခုထိအခုရဲ့အင်္ဂါကမပေးနိုင်သေးရပါဒါပေမဲ့ကျွန်တော်အမြန်ဆုံးအလုပ်တစ်ခုရှာပါမယ်ကျွန်တော်အလုပ်ရနေအခုရဲ့အင်္ဂါကပေးပါမယ်ငါတို့ခုချင်းချင်းအိမ်ပေါ်ကနေမောင်းထုတ်လိုက်ငါပတ်စံနေရတော့မှာမဟုတ်ဘူးအင်္ဂါအစ်တင်မရခင်ထိ ငါ့အိမ်ကလည်းဒီတိုင်းလွတ်နေမှာအကိုသိငဲ့ရင်ဘာဖြစ်လို့လဲအကိုဘာတွေတွေးနေရလဲကောင်းပြီကောင်းပြီအခုတော့ငါပြန်တော့မယ်ဒါပေမဲ့နေတစ်ခုတော့တည်ထားငါအိမ်ငါကအသိမရခင်ထိပဲနေဒီအိမ်မှာဆက်နေခွင့်ရှိပါငါအိမ်ငါကအသိရရင်နေကြရင်တော့နေတော့ကျင်းတည်ပါငါအိမ်ကနေမောင်းထုတ်ပြစ်မယ်အဲ့ဒါကြောင့်ပတ်စံအမြန်ဆုံးစီစဉ်တာအဲ့လိုပြောပြီးတော့သိငဲ့ကလည်းပြန်သွားပါအခုကျမတို့ဘာဆက်လုပ်ကြမလဲငါအပြင်သွားပြီးတော့အလုပ်ရှာကြည့်လိုက်ပါအောင်မယ် ငါအဖိုးကြီးလဲအလုံရဖို့ဟိုဟိုတီတီရှောက်သွားနေပါ යි နေရဘသူလဲနောက်ပြီးဒီယိုပါလာလောက်တာလဲသမီးရေအဖိုးကအလုံရမ်းလို့နေလို့ပါသမီးအဖိုးအလုံတစ်ခုခုများပေးနိုင်မလားကျမအိမ်မှာအလုံတွေအများကြီးပါပဲဒါပေမဲ့နေအသက်ကိုကြည့်ရတာအဲ့ဒီလုံတွေကိုနေလုံးနိုင်တော့မှာမဟုတ်ဘူးအဲ့ဒါကြောင့်နေတခြားအိမ်ကိုသွားကြည့်လိုက်မဟုတ်ဘူးမဟုတ်ဘူးအဲ့လိုမပြောပါနဲ့သမီးအိမ်မှာရှိရဲ့အလုံမှန်တမ냐အဖိုးလုတ်ပေးပါမယ်အဖိုးအလုံရမ်းလို့အန်နေလို့ပါ အဖိုးရဲ့မိန်းမလည်းတော်တော်လေးနေမကောင်းဖြစ်နေရမဖြစ်ဘူးဖျားဖျားတကယ်လို့အလုံးလုံးနေနေနေမှာတခုခုဖြစ်သွားရောအဲ့ဒီအတွက်ဘသူကတာဝန်ယူမှာလဲနေဒီကနေထွက်သွားလိုက်တော့ငယ်အဖိုးကြီးကအဲ့ညီအကနေထွက်လာပြီး သူ့အိမ်ကြီးကိုပြန်လာနေပါလမ်းမှာနိုင်ငံသားသားငှက်ရဲ့အဆန်ဆိုင်အောင်လဲတွေ့သွားပါ යි ။ဟဲ့အဖိုးကြီးနေရဒီမှာမပါလို့နေရလဲ။ဆရာကြီးကျွန်တော်အလုပ်အရန်လိုနေလို့ပါဆရာ။ကျွန်တော်အလုပ်တစ်ခုခုများပေးနိုင်မလား။အလုပ်တွေကတော့အများကြီးရှိပါ යි ဒါပေမဲ့နေလုံကောင်းလုံနိုင်ပါမလားဟုတ်ကဲ့ပါဆရာရေကျွန်တော်တကယ်လုံနိုင်ပါတယ်နိုင်ငံသားသားငှက်လေးငှက်အဖိုးကြီးကိုတနေ့ကစံအိတ်ထမ်းရမယ်အလုပ်ကိုလုပ်ပေးလိုက်ပါအဲလိုနဲ့ညအောင်ရှောက်လာပါဆရာရေကျွန်တော်ရဲ့ဒီနေ့လောအားခါလေးရအောင်အေးပါအေးပါရော့ဒီမှာနောက်ပြီးမနေ့ပြန်မနေ့ကြစောစောလာခဲ့ဦးဆရာကြီးလောအားခါအရန်နေလေနေဒီလောအားခါအောင်နေတဲ့အထင်နေတခြားလောတစ်ခုပြောင်းချလိုက် မဟုတ်ပါဘူးမဟုတ်ပါဘူးဆရာကြီး ဒီပစံလုံလောက်ပါရင် အခုတော့ကျွန်တော်ပြန်လိုက်ပါအောင်မယ်မနဲ့ပြန်မနဲ့ကြရင်ကျွန်တော်စောစောလာခဲ့ပါမယ်ညံ့အဖိုးကြီးကလည်းကျင်းတဲ့ချက်ထဲရောက်နေတော့ဘလို့မှမငင်းနိုင်ရှာပါသူလည်းပစံယူပြီးအိမ်ပြန်လာလိုက်ပါနိုင်ငံသားတငတ်ကလည်းသူ့မိမကို အကြောင်းဆောင်ပြောပြလိုက်ပါအဲဒီကိစ္စကိုသူတို့နှစ်ယောက်ကအကျယ်ရီမောနေကြပါရှင်အိတ်ဖို့ကျအလုပ်တွေအများကြီးလုပ်ခိုင်းပြီးလောအကောင်နည်းနည်းပဲပြီးနော်အဲဒီလိုနဲ့မနက်မိုးလေးလာပါမိုးလေးလာနဲ့ငတ်အဖိုးကြီးလည်း အလုံးလုံးဖို့ထွက်သွားပါယ်ခဏလောက်နေတော့နိုင်ငံသားသားငဲ့ရဲ့သားလေးကတူတူပုံတိုင်းဆောင်ရင်ငဲ့အဖိုးကြီးရဲ့အိမ်ထဲဝင်သွားပါယ်ဒါရီအကောင်လုံးကိုနိုင်ငံသားသားငဲ့ရဲ့မိမကတွေ့သွားပါယ်သူမလည်းစိတ်တွေအရန်တူပြီးငဲ့အဖိုးကြီးမိမကိုရစရာမရှိအောင်ပြောဆိုပါယ်ဟဲ့အဖွားကြီးဒီနေ့ရဲ့အိမ်တကာဘာလို့ဖိနှားခဲ့ရလဲနေ့စီကရောကငါသားလေးစီကူးသွားရောအဲ့ဒီတော့ဘသူတာဝန်ယူမလဲမသိပါဘူးဘယ်ရရောက်လာမလဲဒီကိုရောက်လာကြ냐အိမ်ထဲမှာယောဂတွေတက်လို့နေနေရတာ နေ့လယ်၁၂နာရီလောက်နိုင်ငံသားတာငတ်ကထမင်းစားဖို့အိမ်ပြန်လာတဲ့အခါမှာတော့သူ့မိမလည်းအကြောင်းစုံပြောပြလိုက်ပါတယ်။ဒီမှာကျမပြောမယ်။ရှင်ကြိုက်တာလို့ပြီးအဲ့အဖိုးကြီးနဲ့အဖွားကျော်ဒီကနေရအောင်မောင်းထုတ်ပေးပါ။တနေ့မှာတော့ငှက်အဖိုးကြီးကဆန်အိတ်ကိုတနည်းအားနဲ့တခြားတနည်းအားကြီးထားဖို့တင်လာတဲ့အချိန်မှာတော့ဝေလေးရောမနိုင်မဲပြုတ်ကျသွားပါတယ်။အဲ့လိုနဲ့ဆန်အိတ်တဲကဆန်တွေလည်းပြန်ကျဲကုန်ပါတယ်။ဟဲ့အဖိုးကြီးနေဘလို့လုံးလိုက်တာလဲ။ဆရာကြီးကျွန်တော်တောင်းပန်ပါတယ်။ ျွန်တော်ခွင့်လို့ပေးပါကျွန်တော်ဒီဆန်တွေအကုန်ပြန်ကောက်ပေးပါမယ်မလိုတော့ဘူးဒါရီထားပြီးနေဒီကနေထွက်သွားလိုက်တော့နိုင်ငံသားသားငယ်လေးအဖိုးကြီးကို အလုတ်ကနေထုတ်ပြစ်လိုက်ပါအဲ့လိုနဲ့ညရောက်လာပါတောင်းတဲမှာရုတ်တရက်ကြီးမိုးရွာလာပါဟဲ့အဖိုးကြီးအပြေထွက်ခဲ့သံအခုတိမ်ငက်နေဆရာကြီးတို့ကဒီလောက်ညာရင်မိုးရီချုံနေတဲ့အချိန်ဒီိုပါလာလောက်ကြလဲနောက်ပြီးအခုတို့နဲ့အတူပါလာဘသူတွေလဲသူတို့ကဒီအိမ်ရဲ့အင်္ဂါသက်တွေပဲကဲမြ мян ငါအိမ်ကိုရှင်တော့ ကုတ်သိန်းငယ်အကုတ်အဲ့လိုမလုပ်ပါနဲ့ဒီလောက်ညရင်ဒီလိုမိုးရေထဲမှာကျွန်တော်တို့လင်မယားဘယ်ဟုတ်သွားရမှာလဲကျွန်တော်မိမလည်းအတော်လေးနေမကောင်းဖြစ်နေရပါအကုတ်သိန်းငယ်ရဲ့အဲ့ဒါရင်းကမသိဘူးလုံလုံငါအိမ်ကနေအမြန်ထွက်သွားတော့သိန်းငယ်ကသူတို့ရဲ့စကားကိုတကုံးမှနားမထောင်မင်းသူတို့ကိုအိမ်ပေါ်နေမောင်းထုတ်လိုက်ပါအခုကျမတို့ဖယ်သွားကြမလဲငါတို့ဒီတော့ထဲမှာမနေတော့ကင်လာဒီကနေသွားကြရအောင်အချိန်အတော်ကြာပြန်တန်းပြီးနောက်မှာတော့ တို့ကရမ်ဘူတောလီစီကိုရှောက်လာပါလားထောင်ပါအောင်ဟိုမှာကြည့်ပါအဲ့တစ်ပင်ပေါ်မှာ အိမ်တိမ်တွေ့တယ်ကဲလာကျမတို့အဲ့အိမ်ကြီးသွားပြီးအကူညီတောင်းကြည့်ကြရအောင်တို့လည်းအဲ့ဒီအိမ်ကြီးသွားပြီးအိမ်တကောက်ခောက်လိုက်ပါတမီးအဖိုးတို့အကူညီပေးပါအောင်လာတို့လည်းတို့နှစ်ယောက်ကိုအိမ်ထဲခေါ်လာလိုက်ပါအဖိုးတို့နှစ်ယောက်ကဘယ်သူတွေလဲနောက်ပြီးဘယ်ကနေလာကြလဲငါအဖိုးကြီးတို့လင်းများလဲတို့ရဲ့ဘဝအခြေအနေတွေကိုလာတို့ပြောပြလိုက်ပါ အမလီဖျားပြားအဖိုးတို့မတရားအနိုင်ကျင့်ခံခဲ့ရတာပဲဒါပေမဲ့အခုတော့ဘာမှစိတ်ပူနေကြမလို့တော့ပါဘူးအဖိုးနဲ့အပါနေချင်းတလို့ကျမအိမ်မှာနေလို့ရပါ යි ဒါတို့လည်းအချိန်မဖြုံမဲ့ဆရာဝန်ဇီးကွက်ကိုသွားခေါ်လာပါ යි ဆရာဝန်ဇီးကွက်ကြီးလည်းငှက်အဖွားကြီးကိုစမ်းသပ်စစ်ဆေးလိုက်ပါ යි ပြီးတော့ဆေးပေးလိုက်ပါ යි အမေကြီးဘာမှစိတ်မပူပါနဲ့တရက်နှစ်ရက်လောက်နေအမေလုံးဝနေပြန်ကောင်းသွားမှာပါအဲ့လိုနဲ့တရက်နှစ်ရက်ကောင်းဆုံးသွားပါ යි ငှက်အဖွားကြီးလည်းအခုဆိုရင် တော်လေးပြည်ပြန်ကောင်းလာပါပြီ။သမီးလေးလာတော့ရင် သမီးရဲ့ကြီးစိုးအဖားတို့ဒီတသက်ဘယ်တော့မှမိမမဟုတ်ပါဘူး။အမေကြီးရဲ့အဲ့လိုမပြောပါနဲ့။သမီးကအမေရဲ့သမီးလိုပါပဲ။တောင်းဟုတ်တွေကငှက်တွေကအကုန်စူပါပြီ။အဖိုးကြီးတို့လင်များအထက်တစ်ပင်ပေါ်မှာနေကြအိမ်လေးတိမ်ဆောက်ပေးလိုက်ပါအဖိုးကြီးတို့လေများလေအဲ့ဒီအိမ်လေးမှာပျပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါအောင်လေဟိုတယ်တောင်းလီထဲမှာကြီးကန်းကလူကဟိုတယ်အသစ်တစ်ခုဖွင့်ထားပါတယ် ရဝီခီးတဲ့တွေလည်းကြီးကန်းကလူရဲ့ဟိုတယ်မှာတဲကိုပုံရောက်လာကြပါ යි ကြီးကန်းကလူရဲ့နာမည်ကြီးဟိုတယ်ကဒီဟိုတယ်လားဗျဟုတ်ပါရဲ့ဗျကျွန်တော်ပါများကူညီပေးရမယ်ဗျငါတို့နေရာလောက်နေဖို့အခန်းတကန်းလိုချင်နေဟုတ်ကဲ့ပါဆရာအခုလောက်ပေးပါမယ်ဆရာတို့ရဲ့မပုံတင်လေးတစ်ချက်လောက်ပြပေးပါဗျရော့ဒီမှာပါဆရာတို့ရဲ့အခန်းတော်လေးပါစွန်လိုက်ဆရာတို့အခန်းလိုက်ပြပေးလိုက်ပါပြီးတော့ဆရာတို့ရဲ့အထုပ်ပုံလေးလည်းတည်သွားပေးလိုက်ပါလာပါဆရာကျွန်တော်ဆရာတို့အခန်းလိုက်ပြပေးပါမယ် Sunshine Hotel ကနေဆရာတို့ကြိုဆိုပါရပြ။ကြီးကန်းကာလူရဲ့ hotel ကအရန်ကိုနာမည်ကြီးနေပါ යි ။၁၂လလုံး hotel အခန်းတွေ order တင်ပြီးသားတွေပါပဲ။ကဲအခုတော့နေ့လယ်၂နာရီတောင်ရှိနေပြီ။ငါအိမ်ပြန်ပြီးခဏနားလောင်မယ်။စွန်တိုင်းနေဒီအဲ့ကျိုကောင်းတာမှာပဲနေနော်။ငါအိမ်ခဏပြန်လာအောင်မယ်။ပြီးတော့မိဖို့ကြောင့်တန်ရှင်းလောက်ခိုင်းဖို့လာတို့ပြောလိုက်အောင် ဟုတ်ကဲ့ပါအကိုကလူအကိုဘူးကြီးအကိုဘူးကြီးထပါအောင်မနက်ကနေနေ့လယ်တောင်ရောက်နေပြီအဲ့ဒါလေရှင်ကအခုတည်းအိတ်နေရောမေး ကျွန်မရှင်းအတွက်ဂျင်းလဖိတ်ပူပူလေးလှုပ်ထားရင်ရှင်းရင်ဆုံးလဖိတ်တောင်းလာပြီးထမင်းလဲစားရအောင်မယ်လေဒီနေ့ကျွန်မရှင်းအကြိုက်ဓာတ်မောက်တွေချက်ပေးထားရင်ဟိုးဒီနေ့အတွက်တော့စိတ်ကြေနေစရာတွေပါပဲငါပြင်ခဏထွက်ကြည့်လအောင်မယ်နေရာအရှိရက်ကမဟုတ်ပဲအနောက်ရက်ကနေထွက်နေလာလို့မဟုတ်ပါ အကိုဘူးရေးရဲ့နေတိုင်းလိုပဲဒီနေ့လည်းနေရာအရှိရက်ကနေပဲထွက်လာတာပါဒါပေမဲ့အဲ့လိုဘလို့ဖြစ်နိုင်ပါလဲနေတိုင်းနေငါ့ကိုရကြရမရှိအောင်ပြောဆိုပြီးမှအဲ့ညာနှိုးနေကြလीအ ဒါပေမဲ့ဒီနေ့ကျမှရုတ်တရက်ကြီးငါ့ကိုအဲ့လောက်ကယူဆိုင်နေရနေပါဖြစ်သွား။ဟုတ်ကျမအမြဲတမ်းအတွက်အမေအိမ်ပြန်တော့မှလीအဲ့ဒါကြောင့်မ။ဩအဲ့လိုကြောင့်လား။ဘာဘာနေပါပြောလိုက်တယ်နေပဲသွားမှာ။အရှင်ကြားတာမှန်ပါတယ်။ကျမအမြဲတမ်းအတွက်ကျမအိမ်ပြန်နေတော့မှာ။ဟာနေခုဘာလို့ငိုနေပြန်တာလဲ။မငိုတော့ကျမဘာလုပ်ရမှာလဲ။မင်္ဂလာမဆောက်ခင်ရှင့်မှာတင့်လုံငယ်အကြီးကြီးရှိရလို့ရှင်ကျမကိုပြောခဲ့တယ်။ အဲ့ဒါကြောင့်ကျမရဲ့မိဘရှင်နဲ့ကျမလက်ထပ်ပေးခဲ့ဒါပေမဲ့ကျမတို့လက်ထပ်ပြီးခင်ရရှင်ကအိမ်မှာပဲအမြဲနေနေရအဲ့ဒါကြောင့်အခုကျမပြန်တော့မယ်ကိုကြီးလည်းအေးရနေထွက်သွားကနေဆက်စဲမှာကိုကြီးရဲ့အမိကသူ့မကိုတွေ့ဖို့ရောက်လာပါတယ်အဲအမေထီယိုဘလိုရောက်လာလဲအမေချစ်သမီးလေးနေကောင်းရဲ့လားသူ့မအမေရဲ့စကားကြားရနဲ့ကိုကြီးလည်းငိုပါအောင်တယ်အဲအဲဘာဖြစ်သွားလဲသမီးဘာလို့ငိုနေရလဲ ခွန်ကြီးနဲ့သူမရဲ့အမေကိုအကြောင်းဆုံးပြောပြလိုက်ပိုင်းတမတ်ကြီးဒါပါရီကြားနေရလဲခွန်ကြီးပြောနေရတာအမှန်နေပဲလားအဲ့လိုသားဆိုရင်တော့ငါတမျိုးဒီကနေခေါ်သွားတော့မယ်ရက်ခမကြီးကျွန်တော်လုပ်ငန်းတွေတခုစလုပ်ချင်နေရပါဒါပေမဲ့ကျွန်တော်မှာပတ်စံအဲ့လောက်မရှိဘူးလေပတ်စံကိစ္စဆိုရင်တော့ငါနေ့ကိုကူညီပေးမယ်ဘလို့ပဲဖြစ်ဖြစ်ခွန်ကြီးကငါ့ရဲ့တူဦးဒီတော်တမီးလေးပဲပြောပါနေ့ကောင်းနေဘလို့ဒီစဉ်းစားထားလဲဆိုတာသူကဘာပြောနိုင်မှာလဲ အိမ်မနေနေပြီးသူ့အုံနောက်ကလေးဖြတ်သွားပြီဘောကြီးတမီးအပြောစော်ရင်းစင်ကြီးဘူရီကတမီးရဲ့ယောက်ျားလေးတမီးကိုရိုင်းကသူ့ကိုလေးလေးစသာမဆက်ဆန်းအပြင်လူတွေကလည်းဘယ်ဆက်ဆန်းတော့မလဲတမီးပြောချင်တာတွေပွမွေလင်းလင်းသာပြောအကူဘူရီကျွန်မခွလို့ပြီပါကျွန်မစိတ်တို့ပြီးစိတ်သေးရှိတာမှတမန်အကုန်ပြောမိသွားတယ်ဘာမှမဖြစ်ပါဘူးကိုကြီးရဲ့နေ့မှဘာအကျန်စီစိတ်ကူးတွေရှိလဲဆိုတာသာပြောပြပါကျမတို့လည်းအရှင်းအကိုတို့ဟိုတယ်လေးစောက်ခွင့်ကြရအောင် အဲ့ဒါဆိုရင် ကျမတို့ရဲ့အခက်ခဲတွေအားလုံးပြည့်လည်သွားလိမ့်မယ်။ဒါပေမဲ့အဲ့လိုလုပ်ဖို့ဆိုရင်ပတ်စံတွေအများကြီးလိုမှာလေ။တမတ်ကြီးပတ်စံအတွက်တော့စိတ်မပူပါနဲ့။နင်တို့ဟိုတယ်ဆောက်ဖို့သာပြင်ထားကြပါ။အဲ့လိုနဲ့နေ့ရက်၃ရက်လောက်ကုန်ဆုံးသွားပါရင်ဘူရင်းလည်းသူ့ရောက်ခမရဲ့အကူအညီနဲ့သူ့အကူကာလူလိုဟိုတယ်တစ်လုံးဆောက်လိုက်ပါရင်။ကဲဟိုတယ်တော့အဆင်ပြေသွားပြီ။ဧည့်သည်တွေလာဖို့ပဲလိုတော့တယ်။အချိန်၄ရက်လောက်ကုန်ဆုံးသွားခဲ့ပါရင်ဒါပေမဲ့ဘူရင်းဟိုတယ် ဘယ်ဧည့်သည်မှရောက်မလာကြပါဘူး။အခုကျမတို့ဘာဆက်လုပ်ကြမလဲ။ကျမတို့ရဲ့ဟိုတယ်ကိုဧည့်သည်တယောက်မှတော့မလာကြဘူး။အဲ့ဒီအတွက်အမိမှအကြံတစ်ခုရှိရဲ။အဲ့ဒီအတွက်အမိညရအောင်ထိစောင့်ရမယ်။ခဏလောက်နေရောညမိုးချုပ်သွားပါ යි ။ငါဒီညအတွက်အခန်းတကန်းလိုချင်တယ်။ဟုတ်ကဲ့ရပါမယ်ဗျ။ကျွန်တော်ကိုကြိုင်းမပုံတလေးတစ်ချက်လောက်ပြပေးပါဗျ။ဆရာကြီးအခုဟိုတယ်မှာအခက်တခက်မဲ့လွတ်တော်တယ်။နောက်ပြီးအဲ့ဒါလည်းအပေါ်ဆုံးထပ်မှာပါ။ဆီယန်နေလို့အဆင်ပြေပါမလား။ ပြည့်ရဲ့ပြည့်ရဲ့ဘာမှမဖြစ်ပါဘူး။ဟုတ်ပါပြီဆရာ။ဒီမှာပါဆရာအခန်းတော့ဆွန်သားရေဆရာအခန်းလိုက်ပြပေးလိုက်ပါ။လာပါဆရာ။ကျွန်တော်ဆရာအခန်းလိုက်ပြပေးပါမယ်။ Sunshine Hotel ကနေဆရာအကျိုးဆိုပါရဲ့ဗျ။ညနေလောက်ရောက်တော့ဘသူဘသူလဲ။ဒါငါအခန်းဒီကနေထွက်သွားစမ်း။မဟုတ်တော့ငါနေ့ကိုအစိမ့်လိုက်ကိုက်စားပြစ်မယ်။တတတရေ။ကြီးကကာလူရဲ့ဟိုတယ်မှာလေကျွန်ညာကောင်မော်ရီ ညလေလောက်ကြီးဧည့်သည်တွေအကောင်လုံးကကာလူရဲ့ဟိုတယ်ကနေပူရီရဲ့ဟိုတယ်ကျူရောက်လာကြပါ යි အဲ့လိုနဲ့မနက်မိုးလေးလာပါ යි ဘလို့လဲအမေရဲ့အကြံဘလို့နေလဲအမေရဲ့အကြံအရမ်းမိုက်တာပဲအပြစ်ပြောစရာအောင်မရှိပါဒါပါဖြစ်တာလေကျမတို့ရဲ့ဟိုတယ်မှာဘလို့တရေရောက်လာလဲမသိဘူးလေရီမရဲ့ငါလည်းဘာမှနားမလဲတော့အခုကာလူကြီးကျွန်တော်ထင်တာတော့ဒါတယောက်ယောက်ရဲ့အကြံစီပဲနေမှာတယောက်ယောက်ကဒါတိတိရဲ့နဲ့တမြုံလုံးလိုက်တာ ဒါဘသူရဲ့လောရက်တွေလဲဆိုတော့တမကောင်းကောင်းသိရဲ့အဲ့လိုနဲ့တရက်နှစ်ရက်လောက်ကုန်ဆုံးသွားပါရင်ညတညမှာတော့တခင်ကြီးဒီနေ့ကျွန်တော်တို့ဘယ်အုံဓမြတိုက်မှာလဲဒီနေ့ငါတို့ကအိမ်တွေဓမြတိုက်မှာမဟုတ်ဘူးဟိုတယ်ဓမြဝင်တိုက်မှာကဲလာဒီဟိုတယ်ဓမြဝင်တိုက်ကြမယ်တခင်ကြီးရဲ့ဒီဟိုတယ်ဓမြတိုက်မယ်အစားကျွန်တော်တို့ဒီကနေလက်ပလာနေပဲပြန်သွားအောင်ကောင်းပါလေဘာလို့လဲဘာဖြစ်လို့လဲမင်းပါလို့ခုလို့ပြောနေရတယ်ဘော့စ်မသိဘူးလား ဒီဟိုတယ်ရဲ့အပေါ်ဆုံးတကအခန်းတစ်ခန်းမှာတရေတကောင်နေရလေ။ဘာ?မင်းဘာပြောလိုက်တယ်?တရေဟုတ်လား။အဲ့ဒါကိုမင်းတို့ငါ့ကိုဘာလို့စွတ်စွတ်စီစီမပြောရလဲ။ကဲ၊သွားမယ်။ဒီကနေသွားကြရအောင်။ဘော့ကြီးကျွန်တော်တို့အခုတည်းရောက်လာပြီဆိုမှတော့ဘာလို့ပြန်มาလဲ။ဟိုမှာကြည့်ပါ။ဒီဟိုတယ်ရဲ့မျက်နှာချင်းဆိုင်မှာတခြားဟိုတယ်တစ်လုံးရှိ။ကျွန်တော်တို့အဲ့ဟိုတယ်ကိုဓမြသွားတိုက်ကြရအောင်။သူတို့တောင်းရောင်လဲပူရီရဲ့ဟိုတယ်စီကိုထွက်လာကြပါရဲ့။ကြီးကအစောပလုတ်ကမြင်မြန်လို့နေ့စီမှာရှိတယ်မြန်ငေါ့အထုတ်ပေး။ မင်းတို့တောင်ရောက်ကဘသူတွေလဲ AACCD ကနေပြန်သွားကြမဟုတ်တော့ငါတက်ဆိုရဲဘသူမှရှိမှာမဟုတ်ဘူးနော်ကြည့်ရတာမင်းတို့ဒီတိုင် AACCD ပြောရင်လက်ခံမှာမဟုတ်ဘူးသူတို့တောင်ရောက်ပန်းပြီးဘူရီကိုဝိုင်းရိုက်ကြပါဘူရီလည်းအကျယ်ကြီးအောင်လိုက်ပါကေတော့ပါအောင်ကေကြပါအောင်တရကျွန်တော်ကေပြီးပါအောင်ဟာဒါဘူရီရဲ့အတံပဲကြီးကန်းကလူနဲ့အဲ့ဒီနေရာကိုရောက်လာပါငါ့ညို့လွတ်လိုက်ကြမဟုတ်တော့နင်တို့ဂျူးဆိုင်နေမှာမဟုတ်ဘူးနော် ကလုံးနဲ့ပူရီနှစ်ယောက်ပေါင်းပြီးသူတို့တောင်ယောက်ကိုရှိုင်းနေပြီးတော့မောင်းထုတ်လိုက်ကြပါတယ်။သူတို့နှစ်ယောက်လည်းတရားရီတတော်လေးရသွားကြပါတယ်။ပူရီနေအဆင်ပြေရလား။ပြေပါ යි ကိုကျွန်တော်အဆင်ပြေပါတယ်။ဒါပေမဲ့အကူတတော်လေးထရရထားတယ်။ရီမာကိုကြီးနဲ့သူမရဲ့အမေတို့လည်းအဲ့ဒီနေရာရောက်လာကြပါတယ်။အမလီဖျားဖျားတပါးဖြစ်ကုန်တာလေ။ပူရီလည်းအကောင်လုံးကိုအကြောင်းစုံပြောပြလိုက်ပါတယ်။အကူကလူကြီးကျွန်တော်ခွလွတ်ပါနော်။ အခုရဟိုတယ်မှာတရေရှိတယ်ဆိုတော့ကောလာဟာလာကျွန်တော်တို့ပဲဖြန့်ခဲ့တာပါကိုကြီးနဲ့သူမရဲ့အမေလဲသူတို့ရဲ့အမအရီကိုဝန်ခံလိုက်ကြပါရင်ဖူရီရဲ့နေရငါ့ရဲ့ညီရဲမှာကွာနေငါ့ကိုတစ်ခါလောက်ပြောပြခဲ့မယ်ဆိုရင်ငါနေ့ကိုကျင်းတိပါကွန်ကြီးပြီးမှာပါပဲဒါပေမဲ့နေရကိုကြီးရဲ့စကားရင်းရောက်ပြီးငါတို့ကိုစကားမှမပြောတော့တာကဲပါအခုတော့ထားလိုက်ပါတော့ဖြစ်ပြီးတာလည်းပြီးသွားပြီလေအခုကစားပြီးကျမတို့အားလုံးအတူနေကြမယ်မိုက်တယ် ာတခါမှဒီနေ့တော့မပြောဘူးဒီအိတ်ဟာအရန်စိန်ရှိရပဲဒီလိုမိုးအေးအေးလေးမှာအကျော်ပူပူလေးသာစားလိုက်ရင်ကွက်တီပဲငါလည်းအကျော်ရမ်းကြိုက်တယ်ငါနေ့အတွက်အကျော်ကျော်ပြရမလားဒါပေမဲ့နေရအကျော်ဘလို့ကျော်မှာလဲဒီမှာဘာပစ္စည်းမှမရှိဘူးလေနေရှိရမလားငါနေ့ကိုပဲကျော်လိုက်မယ်လေတတတရေပြေးပြေးဟာအတော်မီနုကြီးတမီးကစနေရပါကဲအခုလိုမျိုးစေဝင်စားကြပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ ကျမရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တို့ပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရဲ့နော်။